ယ်ဆိုလည်းပဲဟုတ်လားစားမေးရင်ဘာဖြစ်မယ်ဆိုလည်းနော်အဲ့ဒါသူတော်ကောင်းလို့ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားကတံဝေကဖြစ်အောင်ပြောထားတယ်နော်တဗ္ဗရောဂယောဂအလုံးလို့ရဲ့သုဝေယအယဟဟေရိခန္ဓာဝေဒရောဂအစိပ်ပင်းနဲ့တူတာဒီခန္ဓာအမိုက်ပုံနဲ့တူတာဒီခန္ဓာဘာကြောင့်လဲဒီခန္ဓာကိုယ်ကိုလူတွေဟာတိတ်ပြီးတော့ခင်တွယ်လွန်းလို့ဘုရားကလေဒီဘဝခင်တွယ် ခင်တော်ပြီးတော့နောင်ဘဝလိုခြင်းအဲ့ဒါတရားလားတဏှာလားတဏှာပါဘုရားအဲ့တဏှာကြောက်ဖို့ကောင်းတယ်နော်မှန်ပါအဲ့ဒါကိုကြည့်ဒီမှာဒီလမ်းကိုပြိဋိဘဆံဖို့သွားတဲ့လမ်းကိုလူတွေကသူ့ကိုဟိုးပြိဋိဘပြုတ်မယ်လို့မပြောခင်တော့အချိန်တက်ကိုသူ့ကိုလမ်းမှာရှိတဲ့လမ်းကရွာတွေလူတွေဝိုင်းပြီးတော့သူ့ကိုဖူးကြနှုတ်ဆက်ကြတယ် အဲ့ဒါမှမေးတိုင်းတချို့လဲငိုကြတချို့လဲပဲပူဆွေးတော့ကတွေဖြစ်ကြအဲ့ဒါတွေကိုမငိုဘူးမနေ့ကပြောတယ်မလားပူဆွေးတော့ကတွေမဖြစ်နဲ့တဲ့သူသည်ဒုက္ခသစ္စာကို မက္ကသစ္စာနဲ့ပိုင်းခြားပြီးတော့ပရိညာသုံးပါးနဲ့ကြည်ပြီးပြီဟုတ်လားငါသည်ဒုက္ခသစ္စာတလုံးကိုပိုင်းခြားသိထားပြီးတဲ့ပုဂ္ဂိုလ်တယောက်ကနေရောဓသစ္စာကိုဝင်ရောက်တော့မြည် ။ဒါကြောင့်ငါ့အတွက်ပူလောင်မှုတွေမဖြစ်နဲ့တဲ့။ဒီလိုပြောခဲ့တယ်မလား။ဒါမနေ့ကပြောတာနော်။ဒီနေ့ကြည့်လိုက်ဟဲ့အခါရသမာအခါရသမာအိညာတီထောင်လူတို့ပေါင်းကနေပြီးတော့အနာဂါရိယအိညာမတောင်းယဟန်ပေါင်းကိုငါကဝင်ထမ်းပြီးသားလူတယောက်ဖြစ်တယ်တဲ့။ပြည်တိုင်းဒီစကားလေးတွေကလည်းအင်မတန်မှအကျိုးရှိတယ်နော်။ အိယာဒီထောင်လူတို့ပေါင်းဆိုတော့မိသားစုနဲ့နေတဲ့အခါကျတော့မိသားစုတန်ရောက်နေမိသားစုနဲ့မြင်ရမိသားစုနဲ့ကြားရတော့နေစဉ်နဲ့အများကိလေသာတွေမဖြစ်ဘူးလားဖြစ်ပါဘူးခိုးအိမ်မှာလူ၂ယောက်၃ယောက်ရှိတယ်သူ့ကြောင့်အစဉ်ပြေတဲ့အခါလောဘဖြစ်လိုက်သူ့ကြောင့်အစဉ်မပြေတဲ့အခါဒေါသဖြစ်လိုက်ကိုယ်အိမ်မှာကိုယ်နေတိုင်းကိုကိုယ်အိမ်မှာကိုယ်ပဲကိလေသာမျိုးကတဟုံဟုံကိုတောင်းနေတာဒါမှဘေးတိုက်တရားနာတဲ့လူတွေ သစ္စာတရားကိုနှလုံးသွင်းမှန်ထားတဲ့လူတွေပဲမိတောက်တာကိုမြင်လိမ့်မယ်။တပတ်ပေါ့လား။ပါပါဘုရား။ကျန်တဲ့လူဆိုရင်အဲ့ဒီမိကိုသူကရည်လိုထင်းနေမှာ။ပုထုဇဉ်ဆိုတာပိဋကအဘူကိုရှာတယ်။အဲ့ဒီအဘူထဲမှာလူလှိမ့်ပြီးတော့နေခြင်း ਨੇ ။အဲ့ဒါတကြလားပုထုဇဉ်ကပုထုဇဉ်ပါဘုရား။ပုထုဇဉ်ကဘာရှာတယ်။အဘူရှာတယ်။ဘယ်ထဲမှာလူလှိမ့်နေတယ်။ အဲ့ဒါကိုသူတို့ကသူတို့ကောင်းလို့နော်ဘယ်တော့မှသူတို့ကနောင်တမရဘူးအဲ့ဒီအပူထဲမှာနေတာကားကိုသူကပြောနေတာမငါကျွဲတည်ရှင်ထဲမှာပါဖြစ်တယ်ရှင်သည်ဘိဒိုင်နှစ်သက်စရာလားယွန်းနေရလူနေနဲ့ကြည့်ရင်ဟာဒီရှင်ယွန်းစရာကြီးပဲဒါပေမဲ့ကျွဲကတော့ပြောတယ်ရှင်လည်းလူနေရလားကျွဲကဘာဖြစ်လဲပုရုဇင်ကအပူထဲမှာနေရတာပြောတယ် ဖယားရဟန္တာတွေနဲ့ကြည့်မယ်ဆိုရင်အဲ့ဒီဟာအပူကြီးလို့မြင်ရတယ်။ကျွဲဒီရှင်နဲ့မနေတာပြောတဲ့လူအနေနဲ့ကြည့်ရင်ရှင်ဟာရွံစရာကြီး။အမြင်ချင်းတွေတူရဲ့လား။တူပါဘူးခင်ဗျာ။မတူဘူး။ဒါကြောင့်မလို့ဒွန်းလဲပဲဘိဒ္ဒာကြီးအမြင်လေးအမြင်မှန်နေရဖို့အချိန်တန်ပြီ။ဟုတ်လား။မှန်ပါဗျာ။အိမ်ဟန်ဒီတော့လူတို့ပေါင်းငါနေပြီးတော့ငါဒီအိမ်ဟန်မတော် ယဟန်ဘောင်တို့သာသနာဘောင်တို့ငါကရောက်ပြီးသားလို့တော့ဟိုအပူတွေကနေပြီးတော့ထွက်ပြီးသားလို့ဒီလိုပြောတာကြည်ပါလားဘေးတိုက်ဟိုမှာနော်ကပိလမမရလို့ဟိုမြတ်စွာဘုရားဝေတာလီဒီလိုက်ရလားမောင်လားမြတ်စွာဘုရားဓမ္မဘိက္ခုနီမသာသနာကိုထွန်းဖောက်ပြီးတော့ဝမ်းနဲ့လွယ်ပြီးတော့မွေးတဲ့အမေမဟုတ်တော့မှနှုတ်တိုက်ကြွေးတဲ့အမေဗျာမိတွေတော့ခေါ်လို့မရနေမှန်ပါ ဒုတိယမိခင်ဟာအဲ့ဒီလိုဆင်းရဲကြီးစွာဖြင့်တာယဟန်ကိုတိုးရှို့ပြီးတော့သာသနာကိုတည်ထောင်ခြင်းတာအမျိုးသားတွေလည်းလူပါပဲမြို့သမီးတွေလည်းလူပါပဲလူချင်းတို့တို့အမျိုးသားတွေတိတ်ခံကောင်းနေသာသနာပေါင်းကိုဝင်ရတယ်ဟုတ်လားတရားတွေကျင့်ရတယ်လူချင်းတို့တို့အမျိုးသမီးတွေဟာနှိမ့်ချခြင်းကိုခံပြီးတော့လူဖြစ်ပါရဲ့တဲ့သာသနာပေါင်းမဝင်ရဘူး တရားတွေကျင့်ဝင်မရဘူးဒါကြောင့်မလို့မေတော်ကြီးကိုတလားသောအပြင်ခွင့်ပေးပါခွင့်ပေးပါဘို့၃ချိန်၃ငါလျှောက်တာခွင့်ပေးသလားမပေးပါဘူးဗျာကပိလာကနေပြန်ကြွားဟုဝေတာလီတိလိုက်လိုက်သွားတယ်နော်တခါတည်းခေါင်းတော့ဖန်ရီဆိုးတဲ့ဝတ်တွေဝတ်ချီချင်းလျှောက်ထီးမပါဖဏမပါပဲသွားအဲ့ဒါကိုတော့မှခွင့်မပေးသေးဘူးနော်ညီတော်အာနန္ဒာကသစ္စာတရားဆိုတာလူတိုင်းအဲ့အတွက်အကျိုးရှိပါလေ မိမယောက်ျားခွဲကြမနေပဲနဲ့ရတဲ့ရထိုက်တဲ့ပုံကိုယ်လေးကိုရှင်တော်ဘုရားခွင့်ပေတော်မူပါလို့အလျှောက်ကောင်းတော်လေးရသွားတာမလားအဲ့ဒီလိုနဲ့ကျင်းလိုက်တဲ့ကမေတော်ကြီးယဟန္တာဖြစ်တယ်နော်ဒါမနေ့ကပြောပြီးသားနော်အဲ့တော့ယဟန္တာဖြစ်ပြီးတဲ့အခါတက်တော်ကကိုဘယ်လောက်ဖြစ်နေပြီ။အိုပြီဗျအဖာကြီးဖြစ်နေပြီနော်မိတွေတော်ကောလည်းမီးနော်ဘိက္ခုနီမကြီးနော်ရိုးရိုးလာယဟန္တာမကြီးလားယဟန္တာမကြီး prendi il bambino a me, de.